မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်တကရုရှားပြန်မေအွန်လိုင်းကိုကြိုဆိုမဲ့စစ်တပ်ထောက်ခံသူတွေကိုနေပြီးတော့လာဖို့အတွက်လမ်းစရိတ်ဟိုတယ်ကအပါဝင်နေထိုင်စားတဲခိုက စရိတ်ငိမ့်နေငွေကျပ်3000မှာမဟုတ်ဘူးပေးပြီးခေါ်ထားတယ်ဆိုပါလေဂင်းဒီဘင်းကဒီမော့ဆိုဖူဆိုလမ်းပိုက်တိုက်ပွဲတွေအတွက်အကြံဖက်စစ်တပ်ကအယောက်20ကျော်ဟာအ တီတီတိတ်ကုန်ကြပြန်တဲ့အပြင်သူတို့ရဲ့စစ်ကားနှစ်စီးထပ်မနေလေပျက်စီးသွားပြီးစစ်တပ်ကအထိနာနေတဲ့ကြားကထိုးစစ်အရှိန်မြင့်နေပြန်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်စစ်တပ်ကရုရှားပြန်မေအွန်လိုင်းကိုကြိုးစုံမယ်စစ်တပ်ထောက်ခံသူတွေကိုနေပြည်တော်လာဖို့အတွက် လမ်းစရိတ်ဟိုတယ်ကအပါဝင်နေထိုင်စားတဲခိုကစရိတ်ငိမ့်နေငွေကျပ်3000မှာမဘိုးပေးပြီးခေါ်ထားပြန်တယ်လို့နေပြီးတော့စစ်တပ်တရင်ရင်မြကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့စက်တင်ဘာလ29ရက်နေ့မှာရုရှားခီးစင်ကနေပြန်လာမဲ့အကြံဖတ်မဲအွန်လိုင်းကိုကြိုးစို့ဖို့ဆိုပြီးအကြံဖတ်စစ်တပ်ကသူရဲ့စစ်တပ်ထောက်ခံသူတွေကိုနေပြီးတော့လာဖို့လမ်းစရိတ်နဲ့ဟိုတယ်ကအပြင်မဘိုးပါပေးပြီးခေါ်ခဲ့တယ်ဆိုပါတယ်ဂျပန်မဲအွန်လိုင်းနိုင်ငံခြားခီးစင်ကပြန်လာတိုင်းကြိုးစို့ဖို့အတွက် စစ်တပ်နဲ့အတူစီးပွားရေးတွဲပတ်လုတ်ကိုင်းနေသူစီးပွားရေးလုပ်ငန်းရှင်တချို့ကအကုန်ကြခံစီစဉ်ပေးရပြီးမင်းအွန်လိုင်းကိုချိုးဆိုဖို့နေပြည်တော်ကိုလာမဲ့စစ်တပ်ဘတ်တော်သားတရုတ်ဆောင်အစိုးရဟာတာလူရှင်တော်မဘတာဖုန်ကြီးတွေအမျိုးသားရေးအစွန်ရောက်တွေအတွက်လမ်းစရိတ်ဟိုတယ်ကစားစရိတ်တဲခိုးစရိတ်မုတ်ဘိုးအဖြစ်ငွေကျပ်3000ကိုပါစီစဉ်ပေးရတယ်လို့နေပြည်တော်စစ်တပ်တရင်အရှင်မြင့်ကပြောထားပါတယ်အဲ့ဒီလို့ အကြက်ဖက်မင်းအွန်လိုင်းပြပခီးစင်ကပြန်လာတိုင်းကြုံနေကြဖြစ်တယ်စစ်တပ်တော်သားအမှုပညာရှင်တွေတဲကရန်အောင်စိုးမြတ်သူစားဒိန်တောင်ခန့်စီသူမေတန်နုမေတင်စာဥစတဲ့သူတွေဟာတလူရှင်တော်တွေနဲ့အစိုးတော်တချို့ဒီလိုလူတွေပဲပုံမှန်ဖြစ်တယ်လို့တပတ်ကစစ်တပ်ထောက်ခံသူမပတ်တာနဲ့အမျိုးသားရေးအစွန်းရောက်တွေကလည်းငွေကြေးရတဲ့အတွက်လာရောက်ကြိုဆိုလေးရှိတယ်လို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကရှင်းပြထားပါလေဒါပြင်တပတ်ကစစ်တပ်လက်အောက်ခံနန်စီရီယဝင်ဒန်းတွေနဲ့မိသားစုတွေကိုလည်း မင်းအွန်လိုင်းကိုကြိုးစို့ဖို့စစ်တကစင့်ခေါ်လိရှိပြီးဒီနေ့ပြန်ရောက်မဲ့မင်းအွန်လိုင်းရဲ့ခီးစဉ်ကြိုးစို့ဖို့အတွက်ကိုလည်းနန်စီဒီယန်ဝင်ဒန်ဒီကိုပါခေါ်ထားသေးတယ်လို့ဆိုပါတယ်အဲ့ဒီလိုဂျပန်မင်းအွန်လိုင်းကိုကြိုးစို့ရေးအတွက်ငွေကြေးကုန်ကျမှုတွေကိုစစ်တလက်အောက်ခံမြန်မာစီးပွားရေးဥပိုင်းမြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစစ်တနဲ့ပေါင်းပြီးစီးပွားရေးလုတ်ကင်နေသူတွေကအကုန်လုံးအကုန်ကျခံငွေစိုက်ထုတ်ပေးရတာဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်တရင်အရင်မြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ဂီနီပြည်နယ်ကဒီမော့ဆိုဖရူဆိုလမ်းမိုက်တိုက်ပွဲတွေအတွက်အချက်ဖက်စတဲ့ဘက်ကအယောက်20ကျော်ဟာအတိအသင့်တိတ်ကုန်ကြပြတဲ့အပြင်သူတို့ရဲ့စစ်ကားနှစ်စီးထက်မနည်းလဲပျက်စီးသွားပြီးစစ်တပ်ကအထိနာနေတဲ့ကြားကသောစစ်အရှိန်မြင့်နေပြန်တယ်လို့ KNDF ဗဟိုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့လက်ရှိကင်းဒီပြည်နယ်ဒီမော့ဆိုမြို့နယ်အတွင်းသောစစ်ဆင်နေတဲ့အချမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေရမှာ ဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးတလျှောက်မှာနှစ်ဖက်တိုက်ပွဲတွေကအပြင်းထန်ဖြစ်ပွားနေကြတယ်ဆိုပါလေအဲ့ဒီတိုက်ပွဲတွေအတွင်းအဂျပန်စစ်တပ်ဘက်ကတော်တော်ကိုအထိနာနေသလိုစစ်သားအယောက်20ကျော်ဟာမျက်စိရှေ့တင်တုံငနဲ့တွေတိတ်နေကြပြီးခံမှန်းကြီးတိတ်ကုန်ကြတဲ့စစ်သားတွေဟာအဲ့ဒီထက်ကိုများမဲ့အပြင်သူတို့စစ်တပ်ရဲ့စစ်ကားတွေလည်းနှစ်စီးထက်မနည်းကိုတော်လိုင်းတပ်တွေကဖျက်ဆီးထားနိုင်ခဲ့တယ်လို့လည်း KNDF ဗဟိုရဲ့တာဝန်ရှိသူကပြောထားပါတယ်ဒါပေမဲ့အဂျပန်စစ်တပ်ဘက်ကတော့ သူတို့ဘက်ကအထိနာနေတာတောင်မြေပြင်မှာအသေးကန်တက်ခိုင်းပြီးထိုးစစ်ဆင်းနေသလိုတစ်ဖက်ကလေချောင်းကနေလဲဇက်တိုက်ဘုံကျဲတာတွေလက်နက်ကြီးပစ်ခတ်တာတွေနေ့စဉ်လုံနေတယ်လို့ဆိုပါတယ်တပ်ပြင်းတစ်ဖက်ကမိုးပြဲမြို့နယ်ဘက်မှာလေအချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးတာတွေလုပ်နေသလိုဖေကုံမြို့နယ်တောင်စလုံးကျေးရွာဘက်မှာလေအချက်ဖက်စစ်တပ်နဲ့စစ်တပ်လက်အောက်ခံ PNO တပ်တွေပေါင်းပြီးစစ်ကြောင်းထိုးနေပြီးတော့ ဒေါ်လိုင်းတက်တွေကတော့အဲ့ဒီစစ်တပ်စစ်ကြောင်းတွေကိုဗတ်ပေါင်းစုံကနေတံပြန်တိုက်ခိုက်ချေမှုန်းနေတယ်လို့နှစ်ဖက်စစ်ရဲတွေကတော့ဆက်လက်တင်းမာနေစေဖြစ်တယ်လို့ KNDF ဗဟိုရဲ့တာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။လက်ရှိမှာတော့ကင်နီဒေသမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးရနေရာတွေတဝိုက်ကပြည်သူတွေကိုလုံခြုံရေးတတိရှိဖို့အပြင်နေမီကန်ဒေါ်လိုင်းတက်တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးကြဖို့ကိုပါ KNDF ဗဟိုရဲ့တာဝန်ရှိသူတို့ကအသိပေးပြောကြားထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ ကင်းပြည်နယ်မြောက်ရီမြို့နယ်မှာအချက်ဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေပြတဲ့အတွက်စပေးရှောင်းပြည်သူအမြောက်အများထွက်ပြေးတန်းရှောင်နေရသလိုတောင်ရင်မြစ်ဘေးမှာပါဖြစ်တယ်လို့တဲထိုးနေရတာတွေရှိပြီးအကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်းကူညီသူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့လက်ရှိကင်းပြည်နယ်မြောက်ရီမြို့နယ်က၄ကီကောဒေသဘက်ကိုအချက်ဖက်စစ်တပ်နဲ့စစ်တပ်လက်အောက်ခံ BGF တပ်တွေပေါင်းပြီးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အတွက်ဒေါ်လာရေးတပ်တွေနဲ့လည်းတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်ဆိုပါတယ်။ လက်ရှိ၄ကီကောမြို့တင်တဲ့လမ်းကြောင်းတစ်လျှောက်ကခြေရွာတွေ့ကိုပါအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးတာတွေ့လောက်လာနေတာကြောင့်ဒေသခံပြည်သူအများအများဟာစစ်ပေးရှောင်နေရတယ်လို့တောင်ရင်မြင့်ပေးမှာပါဖြစ်တယ်လို့တဲထိုးနေရတာတွေပါရှိပြီးစာဝင်နေအကူအညီတွေလိုအပ်နေတယ်လို့အဲ့ဒီမှာစစ်ရှောင်ပြည်သူတွေကိုအကူအညီပေးနေတဲ့သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့အကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ကြောင်းပဲမြရီမြို့နယ်၄ကီကောနဲ့ကော့ကရစ်ဘတ်တွေမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေါ်လန်ဟီတရီကလည်းတံပြန်တိုက်ခိုက်ချိန်မှုတွေလုပ်နေပြီးစစ်တပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြစ်ကူပေးနေတာတွေပါရှိနေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ဒင်းတိုင်းတိုင်းပလောမြို့နယ်ကတောင်ရခန်းကျွော်မှာတဆွဲထားတဲ့အချက်ဖက်စစ်တပ်ကို KNL အထူးတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကနှစ်ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြန်ပြီလို့ KNL တမဟာလေးအထူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ စတေမလာ26ရက်နေ့ကပဲတင်းတိုင်းတိုင်းပလောမျိုးနယ်မှာတမိုင်တောင်စစ်တပ်စခန်းကနေစခန်းစွန်ပြီးထွက်ပြေးသွားတဲ့အချက်ဖတ်စစ်သားတွေဟာတောင်ယာကန်းကျေးရွာမှာတွားရောက်တက်ဆွဲထားတဲ့အတွက် GNN ရဲ့အထူးတပ်ဖွဲ့ကတွားရောက်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်တပ်ကနှစ်ဦးကတော့ GNL လက်ချက်နဲ့ပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးနောက်ထပ်၃ဦးကဒဏ်ရာရသွားတာကိုအတိုင်းသားမြင်တွေ့နေရတယ်လို့ GNL တပ်မှလေးအထူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် လက်ရှိအဲ့ဒီတောင်ယာကန်ကြည့်ရမှာတဆွဲထားတဲ့စကန်စွန်ခေါ်ထွက်ပြေးသူအချမ်းဖက်စစ်သားတွေကို KNL တပ်တွေကအမှတ်ချွေလုပ်ငန်းစဉ်အတိုင်းတိုက်ခိုက်နေပြီးအဲ့ဒီခြေရွာကနေလေစစ်သားတွေဟာဘယ်ကိုထပ်ပြီးထွက်ပြေးအောင်မလဲမသိသေးဘူးလို့ KNL တပ်မှလေအထုတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်တစ်ဖက်မှာလေလက်ရှိတင်းတိုင်းတိုင်းမှာ အကြပ်ဖက်စစ်တပ်ကတော်လိုင်းဧတတွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်စစ်ကြောထိုးတာတွေတွားတွားလုံနေပြီမဲ့တော်လိုင်းဧတတွေကိုဘလို့မှမကြော်နိုင်မဲ့သူတို့စစ်တပ်ဘက်ကသာနှီးမျိုးစုံနဲ့တက်ခိုက်ချေမှုန်းခံနေရတယ်လို့လေဒေတာတွင်းသတင်းရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ပကိုးတိုင်းဂျူမင်ကောင်မြို့နယ်မှာရှိတဲ့ဥယျာဉ်ကြီးကျေးရွာကိုအကြပ်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲဒရုန်းနဲ့ဘုံကျဲတက်ခိုက်သွားမှုကြောင့် နေအိမ်မှာစာချက်နေတဲ့စေတန်းចောင်းသားတည်ဆုံခဲ့ရပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ28ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲဂျိုးပင်ကောင်မြို့နယ်အလဲကုန်းရက်စကန်မှာတဆွဲထားတဲ့အချက်ဖက်စစ်တပ်ကရသပြည်သူတွေနေထိုင်ရာဥယျာဉ်ကြီးခြေရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲရည်ရွယ်ချက်ရှိရှိ drone နဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ကကြဲချလိုက်တဲ့ဘုံသီးတွေဟာ ခြေရွာထဲမှာကြောက်ရွံ့ပကွက်ခဲ့ပြီးနေအိမ်မှာစကြက်နေတဲ့စက်တန်းကျောင်းသားမောင်အိုင်စတိုင်းဆိုသူတိတ်ဆုံးရတဲ့အပြင်နေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်။အဲ့ဒီအလေကုန်းရေစကန်မှာတဆွဲထားတဲ့အကြံဖတ်စစ်တပ်ဟာစက်တင်ဘာလ26ရက်နေ့နဲ့28ရက်နေ့တွေကလည်းဂျိုးမင်းကောင်မျိုးနဲ့အုပ်ဖိုးမျိုးနဲ့အဆက်မရှိတဲ့ခြေရွာတွေကို drone တွေနဲ့ပုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီးအဲ့ဒီမှာလည်းနေအိမ်တွေပျက်စီးမှုဖြစ်ပွားခဲ့သေးတယ်လို့ဒေသခံတွေကပြောထားကြပါလိမ့်ခင်ဗျ။ တစ်ဖက်မှာတော့မြန်မာနိုင်ငံမှာပဋိပက္ခကာလအတွင်းထိခိုက်လွယ်တဲ့အမျိုးသမီးကလေးငယ်တွေနဲ့လိင်စိတ်ကွဲပြားသူ LGBT တွေကိုပြည်သူ့ကံကွယ်ရေးတပ်တွေကအကာအကွယ်ပေးနိုင်ရေးအတွက်ကိုပါလှုပ်ဆောင်နေတယ်လို့ NGO လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်ဒီလိုအကာအကွယ်ပေးရမယ့်ကိစ္စဟာပြည်သူ့ကံကွယ်ရေးတပ်တွေလိုက်နာရမယ့်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာပါဝင်တယ်လို့လည်းဒီကနေ့စက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်တစ်ဖက်ကကလေးငယ်တွေနဲ့ပတ်သက်လို့လည်း ကြီးလေးတဲ့ကျူးလွန်မှုတွေဖြစ်တဲ့တပ်ဖြတ်တာတွေကိုလက်အင်ကာပျက်စီးဇေတာတွေလိမ်မိုက်ဆိုင်ရာအမျက်ထုတ်တာတွေတတသားတစ်စုဆောင်တာတွေစတဲ့အချက်တွေအပြင်အမျိုးသမီးနဲ့လိင်စိတ်ကွဲပြားသူ LGBT တွေအပေါ်လိမ်မိုက်ဆိုင်ရာအမျက်ထုတ်ဖိနှိပ်တာတွေကိုလည်းပဋိပက္ခအတွင်လိုက်နာဆောင်ထိန်းရမယ့်အချက်တွေဖြစ်တယ်လို့ဖော်ပြထားပါတယ်ဒီလိုအကာအကွယ်ပေးထားပြီး Geneva Convention ကိုအခြေခံထားတဲ့နိုင်ငံငါရဲ့စံပြုတ်သတ်မှတ်ချက်တွေကိုပြည်သူ့ကာကွယ်ရေးအင်အားစုတွေအနေနဲ့လိုက်နာဖို့ ်အမျိုးသားညီညွတ်အစိုးရကထုတ်ပြန်ထားပြီးဖြစ်တယ်လို့လည်းထက်လောင်းသတိပေးထားပါသေးတယ်။လက်ရှိအန်ယူဂျီလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေလိုက်နာရမယ့်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုအလင်းတင့်တဲ့အခါတိုင်းထုတ်ပြန်နေသလိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်းဟာလည်းဒီလိုစစ်တီတော်ကျင့်ဝတ်တွေကိုတိတိကျကျလိုက်နာပြီးပြည်သူကိုမျက်နှာမူတဲ့ကာကွယ်သူတွေဖြစ်တဲ့အကြောင်းတတ်သိထူရင်းနဲ့ပြည်သူနဲ့တားရဲရှိနေကြရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ ထိုင်းနိုင်ငံချွန်ဘူရီပြည်နယ်လာရောက်ခရိုင်မှာရှိတဲ့ဘန်ခိုင်းမြို့ဘီရီစက်ရုံမှာအေဂျင်စီပွဲစားနဲ့စကပြန်ပေါင်းပြီးအလို့သမားတွေကိုခေါင်းပုံဖြတ်နေတယ်လို့စက်ရုံအလို့သမားတွေကရန်ကုန်ခေတ်တကိုဆက်သွယ်ပြောဆိုလာကြပါတယ်။အဲဒီစက်ရုံဟာတရုတ်စက်ရုံဖြစ်ပြီး S&T Trading Company Agency ကနေတဆင့်အေဂျင်စီကလူရှာပွဲစားနန်းရွှေလှဆိုသူကမြန်မာအလို့သမားတွေကိုစမတ်ချင်းနဲ့အလို့သွင်းပေးထားပြီးမြန်မာအလို့သမားအယောက်200ကျော်အလို့လုတ်ကင်နေကြတယ်ဆိုပါတယ်။ ဒါပေမဲ့ agency ပွဲစားနန်းရွှေလာဆိုသူနဲ့တရုတ်စကပြန်ပေါင်းပြီးစာရုံမှာရှိတဲ့အလုပ်သမားတွေရဲ့အကျိုးခံစားခွင့်တွေကိုခေါင်းပုံဖြတ်နေတယ်လို့ထိုင်းဆိုရကတတ်မှတ်ထားတဲ့ရုံးပိတ်ရက်တွေမှာလည်းအလုပ်အတင်းစင်ခိုင်းပြီးလောအားကကိုတတ်မှတ်နှုံထားမပေးပဲခေါင်းပုံဖြတ်နေတယ်လို့စာရုံအလုပ်သမားတွေကပြောထားကြပါတယ်။ဒါအပြင်တရဝင် MOU စနစ်နဲ့လာတဲ့စာရုံကမြန်မာအလုပ်သမားတွေကိုလည်းတတိပြောင်းကဆိုတာတွေကောက်ပြီးတကယ်အဲ့ဒီစာရွက်စာတမ်းကိစ္စတွေကိုမလုပ်ဘဲလိမ်လည်ထားမှုကြောင့် MOU မြန်မာအလို့သမားတွေပါအထောက်ထားမဲ့တွေဖြစ်ကုန်ကြတယ်လို့စက်ရုံအလို့သမားတွေကပြောပါတယ်။အဲ့ဒီလိုစက်ရုံအလို့သမားတွေကိုကောင်းမွန်ဖြတ်နေတဲ့ agency ပွဲစားနန်းရွှေလာဆိုတဲ့သူဟာလာရှုမျိုးဇာတိဖြစ်ပြီးသူဟာ agency နဲ့ပတ်သက်တဲ့စက်ရုံအလို့သမားဒိုင်းကိုကောင်းမွန်ဖြတ်တာတွေလောအားကတမတ်နှုံတာမပေးတာတွေလုပ်နေတာဖြစ်တဲ့အတွက်လို့သမားရေးကူညီသူတွေအနေနဲ့ဟန်တာပေးစီခြင်းတယ်လို့လဲအဲ့ဒီဖွဲ့စားရဲ့လိမ့်လည်းမှုကြောင့်အထောက်ထားမဲ့ဖြစ်သွားရတဲ့အဲ့ဒီစက်ရုံက MOU မြန်မာအလို့သမားတအုပ်ကနေပြောထားပါသေးတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားနေပါ